ွေးပောင်ခြင်းကို ထိန်းပေးနိုင်တဲ့သဘာဝအစားအသောက်၅မျိုးအားလုံးပဲမင်္ဂလာပါ Dan Medical Mystic Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တွေးတိုးရှိသူတိုင်းစားသုံးပေးသင့်တဲ့တွေးပောင်ခြင်းထိန်းပေးနိုင်တဲ့သဘာဝအစားအသောက်၅မျိုးအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်တွေးတိုးရှိသူတွေအနေနဲ့အသက်ရှည်ရှည်နေထိုင်နိုင်ဖို့နှလုံးယောဂါလေးဖြတ်ခြင်းကြောက်ခက်ယောဂါတွေမဖြစ်စေဖို့အရေးကြီးဆုံးအချက်က ရွေးပေါင်ခြင်းကိုမှန်မှန်ထိန်းထားဖို့ပဲ ဖြစ်ပါတယ်။ကျွေးတိုးယောဂကူတာတဲ့နေရာမှာအ धिक ကြတဲ့နီလန်းနှစ်ခုကတော့နေထိုင်စားသောက်မှုပုံစံကယူးဆိုင်ခြင်းနဲ့သွေးကြဆေးတောက်ခြင်းတို့ဖြစ်ပါတယ်။ဒုတိယနီလန်းဖြစ်တဲ့သွေးပေါင်ကြဆေးတဲ့ဆေးတွေ တော်တော်များများရနိုင်ပေမဲ့အဲ့ဒီဆေးတွေမှာဘေးထွက်ဆိုးကျိုးတွေရှိနိုင်တဲ့အပြင်သွေးပေါင်ကို အလွန်ချလိုက်နိုင်တာကြောင့်နောက်ဆုံးမဖြစ်မနေလိုအပ်မှသုံးသင့်ပါတယ်။ဒီတော့ပထမနီလန်းဖြစ်တဲ့ နေထိုင်စားသောက်မှုပုံစံဂရုစိုက်တဲ့နီလန်းကိုပို့ပြီးလိုက်နာဖို့လိုအပ်ပါတယ်။ဒီဗီဒီယိုထဲမှာတော့တင့်သွေးပေါင်ကိုသဘာဝအတိုင်းရှော့ချနိုင်ဖို့အထောက်အကူဖြစ်စေမဲ့အစားအသောက်၅မျိုးကိုမျှဝေပေးမှာဖြစ်ပါတယ်။နံပါတ်၁မုံလာဥနီဖြော်ရည်သွေးပေါင်ရှော့ချနိုင်ဖို့အတွက်တတိအထောက်အထားအတော်လေးရှိတဲ့အစားအသောက်ကမုံလာဥနီဖြော်ရည်ပါ မုံလာဥနီမှာနိုက်ထရိတ်တွေများစွာပါဝင်ပြီးအဲ့ဒီအင်အော်ဂင်းနိုက်ထရိတ်တွေက ဘိုင်အိုအက်တစ်နိုက်ထရိုက်တွေဖြစ်လာကသွေးကြောကိုကျယ်စေပြီးသွေးလည်ပတ်မှုကောင်းမွန်စေပါတယ်။ဒီလိုသွေးကြောတွေကျယ်သွားခြင်းကသွေးပေါင်ရှင်တက်ခြင်းကိုဖြစ်စေတဲ့သွေးကြောနံရံတောင့်တင်းခြင်းမြောင်းခြင်းကိုရောကြစေပါတယ်။အကျိုးဆက်အနေနဲ့သွေးပေါင်တက်ခြင်းကို ရောကြစေပြီးသွေးလည်ပတ်မှုကိုပိုကောင်းစေကာအာဟာရဓာတ်တွေနဲ့အောက်ဆီဂျင်ကိုကျွန်တော်တို့ရဲ့ကိုယ်တွင်းအင်ကာတွေထဲကိုပို့ပေးရှာမှာအထောက်အကူဖြစ်စေပါတယ်။ သုတေသနတစ်ခုအရာ မုံလောင်ဥညိဖြော်ရည်တောက်ချင်းကနေရတဲ့အင်အော်ဂနစ်နိုက်ထရိတ်တွေကြောင့်သွေးပေါင်ကို4.4မီလီမီတာမာဂျူရီရှော့ချပေးနိုင်ကြောင်းတွေ့ရှိရပါတယ်မုံလောင်ဥညိဖြော်ရည်တောက်တာနဲ့အင်အော်ဂနစ်နိုက်ထရိတ်အားဆေးတောက်တာနဲ့ဘာကွာခြားမှုမှမရှိပါဘူးသွေးကြဆေးအများစုလိုဘေးထွက်ဆိုးကျိုးတွေမရှိဘဲတဘာဝဓာတ်ပေါင်းတစ်ခုကနေ ဒီလိုသွေးပေါင်ကျစေတဲ့အကျိုးအာနိသင်ရှိနေတာတော့တော်တော်သဘောကျစရာအချက်ပါပဲဒါပေမဲ့ဒီသူတွေတနာတွေက15ရက်အတွင်းသာလှောက်ဆောင်ထားတာမို့နောက်ထပ်ရေရှည်လေးလာမှုတွေတော့လိုအပ်ပါသေးတယ်။နံပါတ်2အနက်ရောင်ချောကလက်သွေးပေါင်ကိုတဘာဝတိုင်ရှော့ချနိုင်တဲ့နောက်ထပ်အစားအသောက်ကတော့အနက်ရောင်ချောကလက်ပါ။အထူးသဖြင့်တော့ဖလေဘိုနိုက်များများပါတဲ့ချောကလက်တွေဖြစ်ပါတယ်။ကိုကာဖလေဘိုနိုက်တွေကရောင်ရမ်းမှုကိုကြာစင်းစေပြီး သွေးကြောတွေကိုကာကွယ်နိုင်တဲ့အန်တီအောက်ဆီဒန်အာနိသင်လည်းရှိပါတယ်။သွေးကြောထဲမှာနိုက်ထရိတ်အောက်ဆိုက်ထွက်ရှိမှုကို မြင့်တင်က ပုံမှန်အားဖြင့်ပျက်စီးမှုအများဆုံးဖြစ်တတ်တဲ့သွေးကြောအတွင်းပိုင်းကိုကာကွယ်ပေးနိုင်ပါတယ်။သူတေသနာတစ်ခုအရာဖလေဘိုနိုင်မြင်းများပါတဲ့ချောကလက်စားပေးခြင်းကသွေးပေါင်ကို1မီလီမီတာမာဂျူရီချောချနိုင်ကြောင်းတွေ့ရပါတယ်။ ဒါပေမဲ့ဒီသူဒေသနာတွေကနှစ်ပတ်မှာ18ပတ်အတွင်းသာပြုလုပ်ထားတာဖြစ်ပြီးပလေပုံတို့ပမာဏဟာလည်း30မီလီဂရမ်ကနေ1000မီလီဂရမ်အထိအမျိုးမျိုးရှိနေတဲ့အတွက်ကျွေးပောင်ချဖို့လိုအပ်တဲ့အနံ့ရောင်ချောကလက်ပမာဏနဲ့စားပေးရမယ့်အချိန်ကာလကိုတိတိကျကျမတ်သတ်မှတ်နိုင်သေးပါဘူး။နံပါတ်3လက်ဖက်စိမ်းရင်နွေးချံ Green Tea လက်ဖက်စိမ်းရင်နွေးချံဒါမှမဟုတ်ရေရိုးရင်နွေးချံအမဲကို တနေ့နှစ်ခွက်ကနေ6ခွက်အမြဲတောက်ပေးခြင်းဟာသွေးပေါကိုတိတိတသာရှော့ချနိုင်ကြောင်းသူဒေသနာတွေက ပြသထားပါတယ်။နောက်ထပ်သူဒေသနာတစ်ခုမှာလည်းလက်ဖက်စိမ်းရင်နွေးချမ်းကို12ပတ်အထက်ရေရှည်ဆွဲတောက်တဲ့သူတွေမှာသွေးပေါအချိန်ကို အပေါ်သွေး2.6မီလီမီတာမာကျူရီနဲ့အောက်သွေး2.2မီလီမီတာမာကျူရီချော့ချနိုင်ကြောင်းတွေးရှိထားပါတယ်။လက်ဖက်စိမ်းရင်နွေးချမ်းကတော့ရိုးရိုးရင်နွေးချမ်းအမဲထက် တွေးပေါင်ပူကြစေပြီးအထာကလည်းလက်ဖက်စင်းရွှက်မှာဖိုက်တိုကမီကဲလို့ခေါ်တဲ့ဓာတုထက်များစွာပါဝင်လို့ဖြစ်နိုင်ပါတယ်။တရိစံတွေနဲ့စံတန်လေလာမှုတွေအရာဖိုက်တိုကမီကဲဓာတ်တွေဟာရောင်ရမ်းမှုကိုကြစေပြီးတွေးကြောများအတွင်ဓာတ်ပြုတ်လွဲတဲ့အောင်စီချင်းကိုလျှော့ချပေးနိုင်တဲ့အကျိုးရှိတယ်လို့တွေးရှိထားရပါတယ်။နံပါတ်၄နှမ်းချက်စေတဘာဝအတိုင်းတွေးပေါင်လျှော့ချနိုင်တဲ့အစားအသောက်တွေမှာနှမ်းချက်စေလည်းပါဝင်ပါတယ်။ နှမ်းချက်အဆင့်မှာသွေးထွေးမကောင်းတဲ့အဆီဓာတ်ကိုကြားစေတဲ့ Omega 3 fatty acid များစွာပါဝင်ပြီးသုတေသနတစ်ခုအရာ EPA နဲ့ DHA လိုမျိုး Omega 3တွေကိုစားသုံးပေးခြင်းကအပေါ်သွေး4.5 mm mercury နဲ့အောက်သွေး3 mm mercury ကျဆင်းစေပါတယ်။သွေးကျဆင်းမတော့တဲ့သူတွေမှာအကျိုးသက်ရောက်မှုပိုရှိတာကိုလည်းတွေ့ရပါတယ်။ ဒါအပြင်နှမ်းချက်စိတ်မှာမဂနီဆီယမ်နဲ့ပျော်ဝင်လွဲတဲ့အမြင်တဲ့ဆိုလိုဘဲဖိုင်ဘာတွေလည်းပါဝင်ပြီးဒီနှမျိုးလုံးကတွေးပေါင်ကိုရှင်းချနိုင်တဲ့အကျိုးအာနိသင်ရှိပါတယ်။ Omega 3အရင်းအမြစ်တွေထဲမှာနှမ်းချက်စိတ်အပြင် Salmon က Mackerel က Tuna ကနဲ့တခြားသီးတွေလည်းပါဝင်ပါတယ်။နံပါတ်5 Kiwi သီးနောက်ဆုံးအစာအသောက်ဖြစ်တဲ့ Kiwi သီးကအပေါ်တွေးပေါင်ကိုကျစေပါတယ်။ ဒုတိယနာအသိတကူအရာတနေ့ကို TVT နှံ့လုံးခုနှစ်ပတ်တိတိစားတဲ့ဒူတွေဟာအပေါ်သွေး3မီလီမီတာမာဂျူရီတီရှော့ချနိုင်ကြောင်းတွေ့ရပါတယ်။ TVT မှာဗီတာမင်စီများစွာပါဝင်ပြီးသွေးပောင်ချိန်ထိမ့်သိမ်းဖို့အတွက်ဗီတာမင်စီပမာဏကအလွန်အရေးပါပါတယ်။တနေ့ကိုဗီတာမင်စီ900မီလီဂရမ်နဲ့10ပတ်အထိစားပေးရင်သွေးပောင်ကိုပြန်မြအားဖြင့် 5မီလီမီတာမာဂျူရီထိရှော့ချနိုင်ကြောင်းသုတေသနတွေမှာဖော်ပြထားပါတယ်။သွေးပောင်ကိုသဘာဝတန်ရှော့ချဖို့အစားအသောက်တွေအများကြီးရှိတဲ့အထက်ကမှဓာတ် တွေကတော့ထိတ်တန်း5မျိုးပါပဲ။သွေးပောင်ချင်းကိုထိထိရရောက်ကြားစေခြင်းနဲ့ဆိုရင်တော့မစားသင့်တဲ့အစားအသောက်တွေကိုရှောင်ချဖို့ခန္ဓာကိုယ်ကအင်ဆူလင်ကိုလက်မခံခြင်းအင်ဆူလင် resistant လိုမျိုးသွေးပောင်မြင့်စေတဲ့အခြေအနေတွေကိုပြန်ပြင်ဖို့လုံလောက်တဲ့အိပ်စက်မှုရဖို့ ီချိန်ကပုံမှန်ပြုလုပ်ဖို့လည်းအရေးကြီးပါတယ်။ဒီအချက်တွေအလုံးကိုတည်ထားပြီးအကောင့်အထည်ဖော်နိုင်ရင်တွေးပေါင်းကိုတဘာဝအတိုင်းထိန်းညှိနိုင်မှာဖြစ်ပါတယ်။ဒါဆိုရင်ဒီနေ့ပြောပြသွားတဲ့တင့်တွေးပေါင်းခြင်းကိုတဘာဝအတိုင်းရှင်းချနိုင်တဲ့အစားအသောက်၅မျိုးအကြောင်းကိုကျမ်းမာရေးဗဟုသုတသိရှိသွားမယ်လို့ယူဆပါတယ်။နောက်အပတ်တွေမှာလည်းလူကြီးမင်းတို့ရဲ့ကျမရေးဆိုင်ရာဘူဟုတုဒရစရာဗီဒီယိုတွေကိုအဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်တော့ The Medical Mystery Channel ကိုဆက်လက်စောင့်ကြည့်ပြီးပါဦးခင်ဗျကျွန်တော်တို့ရဲ့ The Medical Mystery Channel မှာတင်ဆက်ပေးနေသော ကျန်းမာရေးဆိုင်ရာအကြောင်းအရာများသည့်ဆရာဝန်တွေ ကိုယ်တိုင်တီးဖြတ်ထားတဲ့တိကျမှန်ကန်တဲ့သတင်းအချက်အလက် တွေသာဖြစ်တဲ့အတွက်မိတ်ဆွေများအနေနဲ့ယုံကြည်စိတ်ချစွာလေးလာမှတ်သားနိုင်ပါတယ် Dan Medical Mystery YouTube Channel ကို Subscribe လုပ်ထားပြီး Dan Medical Mystery Facebook Page ကိုလည်း Like and Follow လုပ်ပေးထားဖို့တောင်းဆိုပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။